ခုကျွန်တော်တို့2020နှစ်ခနေကဘေးကျောင်းမှာမှကျွန်တော်တို့ဟိုကျောင်းစီးယုံနေဘူးတက်မဆွဲဖို့ဆိုတာကျွန်တော်တို့ဒါကြီးညာချက်တွေထုတ်ထားပြီးသားကျွန်တော်တို့ဒါဥပဒေအနေနဲ့သတ်မှတ်ပြီးသားဖြစ်ပါဒါကြောင့်ကျွန်တော်တို့ MOD နဲ့ MOI နဲ့ကျွန်တော်တို့ဒီ MOE MOH2 နဲ့ဒါညှိပြီးတော့ဒါဘေးကျောင်းဘေးစီးယုံမှာမှ ဈေးရုံဈေးကမ်းမှာမှာတတ်မဆွဲဘူးဆိုတာအခုကျွန်တော်တို့စောင်းရက်တယ်တကယ်လို့ဆွဲတယ်ဆိုရင်ကျွန်တော်တို့အရေးယူတယ်နော်အတိပေးတယ်နော်အပြစ်အဲကျွန်တော်ချမှတ်တယ်တော့အခုကျွန်တော်တို့လုပ်နေတာဖြစ်တဲ့အတွက်အခုအချိန်မှာတော့ဘယ်ကြောင်းဘယ်ဈေးရုံမှာမှာတတ်ဆွဲထားခြင်းမရှိဘူးဆိုတာကျွန်တော်အနေနဲ့ဒါအဲတိတိကျကျခိုင်ခိုင်မာမာပြောနိုင်ပါတယ်အဲဒါအပြင်နော်တကယ်တမ်းဆိုရင်ကျွန်တော်တို့ကြောင်းနေမှာဆိုရင် uniform နဲ့လက်နက်နဲ့တော့ဝင်ဝင်မပြုတ်ပါဘူးအဲ့ဒါလည်း အခုချိန်မှာဒါစီကန်းအနေနဲ့တတ်မှတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ကြောင်းနေရဲ့အခုဒီသူဟိုခနာတင်ကြားရေးကြောင်းနေလွမြောက်နေတဲ့ဒေသတွေမှာရှိနေတဲ့ကြောင်းတွေမှာဆိုရင် uniform နဲ့လူတွေတောင်ဝင်ခွင့်မပေးဘူးဒါအပြင်လက်နဲ့တည်ဆောင်ခွင့်လုံးဝမပေးပါဘူးဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့တိတိကျကျပြောချင်တယ်ဒေါ်လာရေးထဲမှာအေးဒေါ်လာရေးအဖွဲ့အစည်းကမှကျွန်တော်တို့ရဲ့ဒေါ်လာရေးကိုသစ္စာဖောက်ပြီးခနာကပြောတယ်တိုင်းတစ်ပါးရဲ့ ခုနအဲကြီးစိုးချဲ့လေမှုခံယူပြီးတော့တစ္ဆာဖောက်သွားမယ်ဖွဲ့စီအဖွဲ့မှမရှိဘူးလို့ကျွန်တော်တော့ယုံပါတယ်နော်တယောက်မှမရှိဘူးပြည်သူကလည်းတစ္ဆာဖောက်မှာမဟုတ်ဘူးနော်တူချင်းတယောက်ချင်းတစ်ဖွဲ့ချင်းကလည်းတစ္ဆာဖောက်မှာမဟုတ်ဘူးနော်အားလုံးဟာယုံကြည်ချက်ခံယူချက်နော်ဒါမျိုးခုနလိုတော်လှန်ရေးအတွက်အဲလို့ပြောမလဲဖက်ပြီးတော့တလဲတကင်းနဲ့နှုတ်ဆက်ကြတချို့ဆို မျက်ရည်ကြကြပေါ့လေဆိုတော့အဲ့လို emotional ခံစားချက်တွေကိုတွေ့ရအဲ့ဒါတွေဟာကျွန်တော်တို့အဲတော်လန်ကြီးအောင်မြင်စေမဲ့တွန်းအားတွေအားတွေအဖြစ်စေတယ်လို့အဲကျွန်တော်မြင်တယ်အဲကျွန်တော်ကိုယ်တိုင်အတွက်လည်းပဲဆက်ပြီးတော့ဒီတော်လန်ကြီးမှာအဆုံးထိပါဝင်ဖို့အတွက်တိုက်ပွဲဝင်ဖို့အတွက်အင်အားတွေဖြစ်စေတယ်လို့ ယုံကြည်ပါတယ်။ကျောင်းတွေဆေးရုံတွေမှာပြည်သူတွေကာကွယ်ရေးတပ်တွေတက်ဆွဲထားတာမရှိဘူးလို့ပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောကြားဆိုမိုထိန်ချုပ်နယ်မြေတွေမှာရှိတဲ့ကျောင်းတွေဆေးရုံတွေမှာပြည်သူကာကွယ်ရေးတပ်တွေတက်ဆွဲထားတာမရှိဘူးလို့တိတိကျကျခိုင်ခိုင်မာမာပြောနိုင်ကြောင်းကျန်းမာရေးဝန်ကြီးဌာနနဲ့ပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောကြားလိုက်ပါတယ်။ အကျန်းဖက်စစ်တပ်ကအိုးတိန်တွင်ကြေးရွာစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်မှုကြောင့်ចောင်းသားနဲ့ဆရာတွေတည်ဆုံခဲ့ရတဲ့ဖြစ်စဉ်အပေါ်နဲ့အင်တာဗျူးပြုလုပ်ခဲ့ရမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါဒါအပြင်စာတင်ကျောင်းတွေထဲကိုလက်လက်ကင်အဖွဲ့အနေနဲ့ယူနီဖောင်းနဲ့လက်လက်တွေနဲ့ဆိုရင်ဝင်ခွင့်မပြုဘူးဆိုတာကိုလည်းစီကန်းအနေနဲ့သတ်မှတ်ထားတယ်လို့ပြောပါတယ်တကယ်တမ်းဆိုရင်ကျွန်တော်တို့ចောင်းတွေမှာဆိုရင်ယူနီဖောင်းနဲ့လက်လက်နဲ့တောင်ဝင်ခွင့်မပြုပါဘူးအဲ့ဒါလေအခုချိန်မှာ ဒါစီကန်အနေနဲ့သတ်မှတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ចောင်းတွေရဲ့တင်ကြားရေးចောင်းတွေလွတ်မြောက်နေတဲ့ဒေတာတွေမှာရှိတဲ့ចောင်းတွေမှာဆိုရင် uniform နဲ့လူတွေတောင်ဝင်ခွင့်မပေးဘူးဒါအပြင်လက်နက်တဲဆောင်ခွင့်လုံးဝမပေးပါဘူးဆိုတာကိုကျွန်တော်အနေနဲ့တိတိကျကျပြောချင်တယ်လို့ပြည်တော်စုဝင်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပါတယ်ဆရာကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ဆရာကြီးအကျန်းဖက်စစ်တပ်ကအထူးသဖြင့်ခုမေလာမှာပေါ့နော် ကျောင်းတွေဆေးရုံတွေအရက်သားအဆောက်အုံတွေဒါတွေပေါ်မှာရွေချက်ရှိရှိတက်ပြတ်နေမှုတွေပေါ့ဆိုင်းနေနေဗာမပြောချင်ပါလဲခင်ဗျာအဲဒါတော့အထူးတကယ်တော့လေအရင်ကအများကြီးပြောခဲ့ပြီးသားပေါ့ဒါကဟို war crime ပဲပေါ့နော် war crime ပဲဒါနိုင်ငံတကာဒါဥပဒေကိုကျော်လွန်ပြီးတော့ဖြစ်နေတဲ့အဲစစ်ရာဇဝတ်ကောင်တွေလုပ်တဲ့စစ်ရာဇဝတ်ကောင် fascist စစ်တပ်ရဲ့ဒါစစ်ရာဇဝတ်မှုကျွလွန်တာပဲပေါ့နော်ဆိုတော့ဒါကတော့အထူးပြောစရာမလိုပါဘူးဒါနဲ့ပတ်သက်ပြီးတော့သူတို့က ဟိုဘာမဆိုလုတ်တဲ့တကယ်ကိုရက်စက်တဲ့ဖက်စစ်စစ်တပ်ဆိုတော့လေအဲ့တော့တရားတော့သူသူတို့တော့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့တကယ်တော့ပြည်သူတွေနဲ့အခုလိုမျိုးကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေအသက်ဆုံးရှုံးရတာတော့အဲကျွန်တော်အနေနဲ့တော်တော်ကိုထားအဲဝန်နေတယ်ခံစားရတယ်နောက်အဲသူတို့ကိုကျွန်တော်ဟိုကာကွယ်မပေးနိုင်ဘူးပေါ့နော်အဲအဲ့ဒီလိုမျိုးဖြစ်ရတာအတွက်စိတ်မကောင်းဘူးဒါပေမဲ့ဒါတွေကိုကျွန်တော်တို့အရင်နေ့ကကြိုပြီးတော့ကျွန်တော်ကြေညာခဲ့တာတွေရှိအဲ B2B ပေါ့လေကျွန်တော်တို့ဒီကလည်း ဒီ interview မှာကျွန်တော်ပြောခဲ့တာ၄ရှိအမှတ်မိမယ်ထင်ပါတယ်အဲကျွန်တော်တို့အောင်စန်းတက်ကတူဘုံကျေးခံရတော့ငါလည်းပြောခဲ့တယ်ဟိုနောက်ပစီကြီးတို့နောက်ခဏလက်လက်ရက်ကုန်းတို့ဖြစ်တုန်းကလည်းပဲຢာတွေကိုပြောခဲ့တယ်ဒါနဲ့ပတ်သက်ပြီးကြီးညာချက်တွေလည်းထုတ်ခဲ့တယ်ပေါ့နော်ဆိုတော့အခုဆိုရင်ဒါဒီ April May နှစ်လအတွင်းမှာဒီစေးရုံစည်းကမ်းနေနဲ့ကြောင်းနေဘုံကျေးခံရတာကအတော်တော်ကိုများတယ်ဒါဒီဒေါ်လာရေးကာလ၄နှစ်အတွင်းမှာအများဆုံးလာရီလို့ပြောရင်တော့ရတယ်ဆိုတော့အဲ့ဒါအကြောင်းကျွန်တော်တို့တွေအားလုံး အရာနဲ့ရှိဖို့လိုအပ်တယ်ဒါကကျွန်တော်ဟိုအရင်တည်းကလည်းပြောတယ်ပေါ့နော်အသက်ရှင်ဖို့ကအရေးကြီးတယ်ရှင်တန်ဖို့ကကျွန်တော်တို့ကအရေးကြီးတယ်ကျွန်တော်တို့ဒေါ်လန်ရေးဘက်မှာရှိနေတဲ့သူတွေဒေါ်လန်ရေးသမားတွေဒေါ်လန်ရေးအားပေးတဲ့သူတွေရှင်တန်ခြင်းတည်ဒေါ်လန်ရေးအောင်မြင်ခြင်းဖြစ်တယ်လို့ကျွန်တော်အရင်တည်းကလည်းကျွန်တော်တို့တွေပြောခဲ့ကြတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ရှင်တန်အောင်နေထိုင်ခြင်းဟာအရေးကြီး။အဲကြောင့်လည်းပဲကျွန်တော်ဒီကြောင်းနေနဲ့ပတ်သက်ရင်စီယုံနေနဲ့ပတ်သက်ရင်ဟိုအရင်တုန်းကဒီပြည်သူအစိုးရလက်ထက်အစိုးရအဆက်ဆက်လက်ထက်မှာစောက်လုတ်ခဲ့တဲ့ကြောင်းနေစီယုံနေမှာအလုံးမလုံဖို့ကျွန်တော် အတိပေးသတိပေးထားတာနော်ကျွန်တော်တို့ကြီးညာချက်တွေထုတ်ထားတာရှိဘာလို့လဲဆိုတော့ဒါတွေကသူတို့အခုခေါ်တဲ့မဘာညာပေါ့မြေပုံညွှန်းပောက်ပြီးသားတွေဖြစ်ဒီမြေပုံညွှန်းပောက်ပြီးသားတွေထဲမှာနေမယ်ထိုင်မယ်နော်ခဏအလုံးလုံးမယ်စတင်မယ်ဆိုရင်အန္တရာယ်တိတ်များတယ်ဆိုတော့အဲဒါကျွန်တော်နားလဲပါတယ်တကယ်တော့ဟိုစတင်စရာနေရာအခက်အခဲတွေရှိတယ်ဆိုတော့ဒါပေမဲ့လူအသက်ထက်တော့ဘာမှတန်ဖိုးမထားဘူးအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သတိထားဖို့လိုတယ်ဒီလိုမြေပုံညွှန်းပောက်ပြီးသားအဆောက်အဦတွေထဲမှာ နေထိုင်လုတ်ကင်ခြင်းဟာတိတ်ကိုအန္တရာယ်ကြီးရဲ့လို့ကျွန်တော်ပြောချင်ပါတယ်နော်။ဘာလို့ဆိုတော့ရန်သူမာကလက်နဲ့မျိုးစုံလေးရင်မြန်မျိုးစုံရှိတော့ကိုတိနိုင်တာတွေရှိတယ်လို့မတိနိုင်တာတွေလည်းရှိနိုင်တယ်ဆိုတာကိုကျွန်တော်ဒါဖတ်ပြီးတော့အသိပေးသတိပေးပါတယ်နော်။နောက်အပြင်ကျွန်တော်တို့လေချောင်းရံကာကွယ်ရေးနဲ့ပတ်သက်ရင်အခုဆိုတော်တော်လေးအဲတိုးတက်လာတာတွေ့ရတယ်။အဲ့တော့လေချောင်းရံကာကွယ်ရေးကိုလည်းပဲကြောင်းတိုင်းစေးယုံတိုင်းဒါရှိနေဖို့နေထိုင်တဲ့နေရာတိုင်းမှာလေချောင်းရံကာကွယ်ရေးစနစ် ကြိုတင်သတိပေးတဲ့စနစ်ကြိုတင်သတိပေးတဲ့ကြီးညာချက်ဓာတ်တွေလိုအပ်တယ်ကျွန်တော်အခုဒီမြေပြင်မှာသွားတော့တော်တော်များများအဲနေရာဒေသတွေကြေးရွာတွေမှာအဲ့ဒီလိုမျိုးစနစ်တွေတိစောက်ထားတာကိုတွေ့ရနော် alarm system တချို့ဆိုရင်ဒီဘဲမြည်တဲ့စနစ်တွေတော့လောက်ထားတဲ့ရွာတွေရှိတာကိုတွေ့ရအဲ့တော့အဲ့ဒါမျိုးကိုရွာတိုင်းရွာတိုင်းခုနကြီးဒီစေးယုံတွေစေးကန်းတွေအကြောင်းတွေတိုင်းမှာရှိတယ်ဒါမှသာလေကြိုတင်သတိပေးတဲ့အသိပေးတဲ့ရရှိပြီးရှောင်းနိုင်တိန်းနိုင်မှာဖြစ်တယ် ါမှမှာဆိုရင်ရှောင်းငိမ်စားခြင်းရတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်။ဘာလို့ဆိုတော့ခုနကလေးမြန်ကွင်းကနေတက်လာတာ ਨੇ ទីနိုင်တဲ့အနေအထားတွေရှိတာဆိုတော့အဲ့ဒါကိုကျွန်တော်တို့သိရင်ဒါကိုရှောင်းငိမ်စားခြင်းရမယ်လို့မြင်တယ်။ဒါအပြင်လူစုလူဝေး ਨੇ ခုလိုချိန်မျိုးမှာပေါ့နော်။ဒီဘက်ကလည်းအထွေထွေထိုးစစ်ပြင်ညာထားတယ်လို့ပြင်ဆင်နေတယ်လို့ဒီစကစကလည်းပဲနော်။ဟိုတရုတ်နဲ့အဲခုနကလို DNL MND တို့ကချင်တို့တို့ဆွေးနွေးတဲ့အခါမှာလည်းပဲသူတို့ကဆွေးနွေးပွဲမှာပြောလိုက်ပြီးသားနော် သူတို့နဲ့ဆွေးနွေးပွဲသဘောတူညီချက်မရဘူး။ဘုံကျဲမှာပဲလို့အဲ့ဒီလိုမျိုးပြောလိုက်တဲ့လူမဟုတ်တဲ့ဒီဖက်စစ်စစ်တပ်ကိုကျွန်တော်တို့ကတရိထားဖို့လိုတယ်။နော်ကျွန်တော်တို့အသက်တွေအလဟသမဆုံးရှုံးရအောင်တရိထားဖို့လိုတယ်။နော်ကျဲမယ်လို့သူကပြောပြီးသား။သူကတော့လူမိုက်ဆန်ဆန်နော်ဒီကဲကိုတရားမဲတဲ့နော်တရိဆန်ဆန်ဆန်သူတို့ကပြောထားပြီးသားကြီးညာပြီးသားဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့တွေလူတွေအနေနဲ့ကဒီလိုတရိဆန်ကိုရင်ဆိုင်ဖို့အတွက်ကျွန်တော်တို့တွေအတိတ်တတိရှိဖို့လိုအပ်တယ်လို့ကျွန်တော်တို့ပြောခြင်းတယ်။ ကျွန်တော်အရန်ကိုဝမ်းနေတယ်ကျွန်တော်ဘယ်လောက်ထိအောင်ကျွန်တော်စိတ်မှာခံစားရလဲဆိုတော့ကျွန်တော်ပညာရေးဝင်ကြီးကျွန်တော်မလုတဲ့တော့ဘူးလို့တော့ထင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီចောင်းသားတွေနဲ့ဒီဆရာဆရာမတွေရဲ့အသက်ကိုကာကွယ်မပေးနိုင်တဲ့သူဟာပညာရေးဝင်ကြီးမလုတဲ့ဘူးလို့တော့ကျွန်တော်ပို့ကိုပြီးမိတယ်โอเคပါဆရာကြီးကျေးဇူးပါခင်ဗျာဆရာကြီးနောက်တစ်ခုကပေါ့เนาะဆရာကြီးဒါဒီရင်းပြောင်းဝင်သွားတာကိုသိရတဲ့ဒါဒေါ်လန်ပြည်သူတွေအနေနဲ့လည်းအင်မတန်မှအားတက်ကုန်ယူနေကြပါတယ် တော့မြေပြင်ကိုဆင်းပြီးတော့ခုလိုဒေါ်လန်တာဝန်တွေထမ်းဆောင်နေမှုနဲ့ပတ်သက်ပြီးတော့လည်းဒါဆရာကြီးပြောလို့ရတော့တော့ပြောပြပေးပါဦးခင်ဗျာဒီကလေးလာတဲ့လောက်ကကျွန်တော်တို့ဟိုဒီဟာတင်ကြတဲ့လူဖြစ်သွားတာပေါ့နော်ဖြစ်သွားတော့ညာတိသွားတဲ့သဘောရှိဆိုတော့ဟုတ်ပါတယ်ကျွန်တော်ဒီဟာဘာကြောင့်လဲဆိုတော့ခုနကပြောလို့ပေါ့နော်အဲမြေပြင်မှာအခုလိုရဲရဲစစ်စစ်ခံစားနေရတဲ့အဲပြည်သူတွေ CDM တွေဆရာဆရာမတွေကျမကြီးဝန်ထမ်းတွေ ဒေါ်လာရေးသမားတွေနဲ့အတူတူရှိကျင်တယ်ရှိဖို့လိုတယ်။အဲကြောင့်လည်းပဲကျွန်တော်တို့တွေအဲကျွန်တော်ဒီဟာ NUG ရဲ့အဲ reform process တွေကတခုအနေနဲ့ဒါကျွန်တော်တို့ဟိုဒါကျွန်တော်တို့ခုပြည်ပြင်ကိုကျွန်တော်တို့ရောက်နေတယ်ပေါ့နော်ပြည်ပြင်ကိုကျွန်တော်တို့ရောက်လာတယ်ပြည်ပြင်ကိုပြန်ရောက်လာတယ်ဆိုတဲ့သဘောရှိပါ။ဆိုတော့အဲဒီမှာကျွန်တော်ရောက်ရောက်ချင်းတော့ဘာတွေလောက်ရလဲဆိုတော့အရင်ဆုံးတော့နိုင်ငံရေးသဘောပေါ့ရလေကျွန်တော်တိုင်းရင်းသားဒေါ်လာရေးအခွင့်အရေးခေါင်းဆောင်နေနဲ့တွေ့ရနော်ခေါင်းဆောင်နေနဲ့တွေ့ရတယ် ဒါလည်းဒေါ်လာရေးအဖွဲ့အစည်းဒေါ်လာရေးပေါ့လေဒေါ်လာရေးအားစုတွေရဲ့အောက်ဆောင်နေနဲ့ကျွန်တော်တို့ဟိုဥဆောင်နေသူတွေနဲ့တွေ့ရဆိုတော့ကျွန်တော်အခုအားလုံးအားလုံးကိုကျွန်တော်တွေ့ပြီးပြီလို့ပြောရင်ရပါဆိုတော့တွေ့ပြီးတော့ကျွန်တော်သူတို့တွေနဲ့အဲအတူတူနေတယ်အဲအတူတူစားတယ်အတူတူနားတယ်နော်အတူတူကျွန်တော်တို့တွေဆွေးနွေးကြတယ်အချိန်ကျွန်တော်တို့ယူပြီးတော့ဆွေးနွေးကြတယ် formal informal ပေါ့နော်ရင်းရင်းနှီးနှီးနဲ့ကျွန်တော်တို့ပြောဆိုဆွေးနွေးမှုတွေလုပ်ခွင့်ရတယ်လုပ်ရတယ်ဒါဟာတိတ်အရေးကြီးပါတယ်ကျွန်တော်ရဲ့ ဒီဒေါ်လာရေးကာလအတွင်းမှာတော့ဒီဟာကဒါပထမဦးဆုံးအကြိမ်တွေ့ရတဲ့ခေါင်းဆောင်တွေနော်လူကိုယ်တိုင်တွေ့ရတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်ဒေါ်လာရေးသမားတွေအများကြီးရှိတယ်မြေပြင်တက်မှုတွေအများကြီးရှိတယ်သူတို့တွေနဲ့တွေ့ရခုနကစုံရရင်းနှီးရခုနကလို့ပေါ့နော်အတူတူအဲအတူတူဒီရင်ဆိုင်ရတဲ့အခြေအနေတွေဟာအစ်တကိုကျွန်တော်တော့ဒါဟာကောင်းတယ်လို့ကျွန်တော်မြင်တယ်ဒေါ်လာရေးအတွက်အများကြီးအထောက်အကူဖြစ်နိုင်တယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့ဒီအချိန်မှာကျွန်တော်ဒေါ်လာရေးကောင်းဆောင်အနေနဲ့တွေ့ရောပြောဖြစ်တဲ့စကား အဓိကကတော့အဓိကပြောခဲ့တဲ့စကားကတော့ကျွန်တော်တို့ NUG ဟာ2021တုန်းကဒေါ်လာရေးအနေထားအရဖွဲ့စည်းထားတဲ့เนาะ NUCC CRBH NUCC နဲ့ NUG ဖွဲ့စည်းထားတဲ့အဲဒီဒေါ်လာရေးအစိုးရအနေနဲ့ပေါ်ပေါက်လာတာဖြစ်တယ်။အဲဒီ2021ရဲ့အခြေအနေနဲ့အခု2025ရဲ့အခြေအနေဟာမတူတော့ဘူးဆိုတာကိုကျွန်တော်ဒေါ်လာရေးခေါင်းဆောင်များအားလုံးကျွန်တော်ပြောပြပါအဲ့ဒီမတူတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီ2025မှာ ယ်တော့လက်ရှိဒေါ်လာရေးမှာညီနေရာတွေ territory တွေပိုင်ဆိုင်နေတယ်နော်နောက်ကြတော့ခုနစီရေးအရာတက်အင်အားတွေလက်နဲ့အင်အားတွေပိုင်ဆိုင်နေတယ်နိုင်ငံရေးအရာလည်းပြည်သူလူထုတိရလုံးကထောက်ခံနေတယ်ဒီတိုင်းရင်းသားခေါင်းဆောင်တွေဒေါ်လာရေးခေါင်းဆောင်တွေဟာဒီနေ့ဒေါ်လာရေးနောက်တစ်ဆင့်တက်ဖို့အတွက်အားလုံးပေါင်းစည်းကြရမယ်စုစည်းကြရမယ်ညီညွတ်ကြရမယ်ပါဝင်ကြရမယ်ဆိုတဲ့အကြောင်းပါဝင်ဖို့လိုတဲ့အကြောင်းကျွန်တော်ဆွေးနွေးပြပါတယ်အဲ့တော့တကယ်တော့ဒီဒေါ်လာရေးရဲ့အနေထားဟာ 2021တုန်းကဖွဲ့စည်းခဲ့တဲ့ NUG ကိုနောက်တစ်ဆင့်တက်ပြီး2025မှာတွင်ကူးပြောင်းရေးကာလအစိုးရတခုပေါ်ပေါက်လာဖို့အတွက်တကယ်တော့ဒီဒေါ်လာရေးအင်အားစုများဒေါ်လာရေးခေါင်းဆောင်များရဲ့ပခုံးပေါ်မှာရောက်နေပြီဆိုတဲ့အကြောင်းကိုကျွန်တော်စဉ်းစားကြည့်ပါဒီခေါင်းဆောင်တွေအားလုံးကလည်းသဘောတူပါတယ်ဒါကြောင့်ကျွန်တော်တို့တွေဒီ2025မှာကျွန်တော်တို့အချင်းချင်းကြားပြည်စည်းမှုညီညွတ်မှု နားလည်မှုတွေနဲ့2025မှာစီရေးနိုင်ငံရေးအဆင့်နောက်တစ်ဆင့်တက်ဖို့ ကျွန်တော်တော့အစင်းသင်းဖြစ်နေတယ်လို့မြင်ပါတယ်လို့ကျွန်တော်အခုဒီအဲကျွန်တော်ပြန်ရောက်ပြီးဆွေးနွေးချက်တွေအရာကျွန်တော်နားလည်ရတာဒါပြင်ကျွန်တော်ဒီရောက်တဲ့အချိန်မှာအဲကျွန်တော်မြေပြင်မှာရှိတဲ့အဲ PDF တွေ CDM တွေနောက်အခုလိုတက်မှုတွေပေါ့နော်နောက်ခဏလို PDF တွေနဲ့ကျွန်တော်တွေ့ပြပါတယ်ဒါလည်းကျွန်တော်အရန်ကိုအားရှိပါ PDF တွေကအခုတည်းတိတော်လန်ရေးကိုထောက်ခံစေတော်လန်ရေးနဲ့အတူ ရှိသေးပါ PDF တွေကအခုတည်းတိတက်ကြွစေ PDF နဲ့အတူရှိသေးတော်လန်ရေးနဲ့အတူရှိသေးပါ CDM တွေက ဤသူနဲ့အတူဒေါ်လာရေးနဲ့အတူရှိသေးပါအားလုံးဒေါ်လာရေးအားစုများဟာအခုချိန်မှာရည်ရွယ်ချက်တူ ပန်းနိုင်တူနော်ကျွန်တော်တို့ချီတက်နေစေဖြစ်တယ်ဆိုတာကိုတွေ့ရတာဒါကြောင့်အားလဲရှိပါတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့ဒေါ်လာရေးအောင်မြင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အလောက်ပဲအခက်အခဲတွေရှိရှိအလောက်ပဲပင်မှန်းပင်မှန်းအလောက်ပဲတစ်ဖက်ကရက်ဆက်ရက်ဆက်ကျွန်တော်တို့တွေအားလုံးကိုဒီစိန်ခေါ်မှုတွေအားလုံးကိုကြော်လွှားပြီး ဒေါ်လာကြီးအောင်မြင်လိမ့်မယ်လို့ကျွန်တော်အခုမြေပြင်ရောက်တဲ့အချိန်မှာပို့ပြီးယုံကြည်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဟုတ်ကဲ့ဆရာကြီးကျေးဇူးပါခင်ဗျာ။ဒါဆိုရင်တော့အမြဲတမ်းပါပေါ့နော်။အာတက်ဖွဲ့ရတာပြည်တွင်းမှာရှိတဲ့မြေပြင်ဒေါ်လာရင်းကောင်းဆောင်နေနဲ့ရောဒေါ်လာပြည်သူတွေအားလုံးနဲ့ပါတွေ့ဆုံမှုတွေထိတွေ့မှုတွေတော့အာတက်ဆရာအားကြားသိရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာကြီးခင်ဗျာ။နောက်နောက်တစ်ခါပေါ့နော်ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံဒီမှာဆိုလို့ရှိရင်ဒါတရုတ်ရဲ့ပေါ့နော်။မြမအရေးနဲ့ပတ်သက်ပြီးဝင်ရောက်ဆွဲဖက်မှုဟာအခုဆိုလို့ရှိရင်ဒါတိတိတတ်တာချင်းချင်းရှားရှားဖြစ်လာတယ်ပေါ့နော်။ဒီနေ့ထားပေါ်မှာဆရာကြီးအနေနဲ့ဘယ်လိုများမှတ်ချက်ပြုတင်လဲခင်ဗျာ။ အဲဒါလည်းအရင်တော့ကတော့အင်တာဗျူးတွေမှာဆရာဖြေဘူးပါတယ်ခေါ့နော်အဲဖြေဘူးလေအဲ့ဒါကိုအခုချိန်မှာမြေပြင်ရောက်တာနဲ့ပေါင်းပြီးတော့ဒါနော်ဒါကိုကျွန်တော်တို့ဖြေရမယ်ဆိုတဲ့သဘောဖြစ်သွားတော့ဟုတ်ပါဘူးအရင်တော့ဖြေဘူးလေဒီအင်နာနီချင်းနိုင်ငံနေဒါကျွန်တော်တို့အင်နီချင်းဆိုတာရွှေ့ပြလိုက်လို့ရတာမဟုတ်ဘူးနော်အင်နာနီချင်းနေနဲ့ဆက်ဆံရေးကောင်းမောင်အောင်နေမယ်ဆိုတာဒါကျွန်တော်တို့စင်ဒီဇိုက်ပြောလာတဲ့အဲကျွန်တော်တို့ရဲ့မူဝါဒနော်ကျွန်တော်တို့ရဲ့သဘောထားပဲဆိုအဲ့ဒီမှာအဲခုနတရုတ်နိုင်ငံနဲ့လည်းပဲနော်တရုတ်နဲ့လည်းကျွန်တော်တို့ဒါအင်နာနီချင်းအနေနဲ့အတူတကွ တရုတ်ရဲ့အကျိုးစီးပွားတွေကိုမထိခိုက်စေဘဲနဲ့နော်တရုတ်နဲ့ကျွန်တော်တို့အတူတူနေလို့ရတဲ့အေးချမ်းစွာနဲ့အဆင်ပြေသောမွေစွာနဲ့နေရနေလို့ရတဲ့ဟိနာနေခြင်းဖြစ်တဲ့နော်တရုတ်နဲ့အဆင်ပြေခြင်းနဲ့ပေါ့ဗျာအဲဒါရိုးရိုးပြောရရင်တရုတ်နဲ့အဆင်ပြေခြင်းနဲ့အဆင်ပြေအောင်နေမယ်ဆိုတဲ့ဟာကိုလေအဲ့တော့အဆင်တစိုက်ပြောခဲ့တယ်လာတွေပဲအိန္ဒိယထိုင်းအဲဘင်္ဂလားဒေ့ရှ်အဲလာအိုဒါကျွန်တော်တို့ပြောခဲ့တာနော်အာဆီယံနိုင်ငံအနေနဲ့ပြောခဲ့တာအဲဒါပေမဲ့အခုဆိုရင်ဒါတရုတ်ကခုနလိုပဲပေါ့နော်ကျွန်တော်တို့ရဲ့အဲဒေါ်လာရေးမဟာမိတ်ကြီး ်ညီနောင်တွေအပေါ်မှာဖိအားတွေပေးလာတဲ့ဟာနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့တွေကအဲဒီမှာမြေပြင်ရောက်တဲ့အချိန်မှာအဲကျွန်တော်တွေ့ဆုံတဲ့အချိန်မှာဒါတွေလည်းဆွေးနွေးပြန်ပါเนาะအဲ့တော့ကျွန်တော်တို့တွေအားလုံးရဲ့သဘောကတော့ကျွန်တော်တို့တရုတ်နိုင်ငံရဲ့ဒါကျွန်တော်တို့အမြဲတမ်းလည်းအတူတူနေကြရမယ်အိမ်နာနေခြင်းဖြစ်တဲ့အတွက်အကျိုးစီးပွားကိုဖျက်ဆီးဖို့ဆုတ်ယုတ်အောင်လုပ်ဖို့ဒါနဲ့ပတ်သက်ပြီးတော့เนาะအဲကျွန်တော်တို့တွေအစင်မပြေတဲ့အဖြစ်မျိုးကိုလုံးဝလုံးဝမဖြစ်ချင်ဘူးဆိုတာဒါအလုံးအတိပြောထားပြီးသားဖြစ်ပါကျွန်တော်ဒီနေရာမှာလည်းထပ်ပြီးပြောပါရစေ လုံးဝလုံးဝမဖြစ်ချင်ဘူးနော်ဒါပေမဲ့အဲကျွန်တော်တို့တွေအခုဆိုရင်ကျွန်တော်တို့ဒါပို့ပြီးတော့ဒီမြေပြင်မှာရောက်လာတော့ကျွန်တော်ဖြစ်နိုင်ရင်ကျွန်တော်တို့ဘယ်လိုပုံဘယ်လိုနီးနဲ့ဖြစ်ဖြစ်ကျွန်တော်တို့တရုတ်နိုင်ငံနဲ့တွေ့ဆုံပြီးဆွေးနွေးလို့တယ်ပြောဆိုလို့တယ်ကျွန်တော်တို့ရဲ့အခြေအနေတွေကိုသူတို့တွေကိုရှင်းရှင်းလင်းလင်းပွန့်ပွန့်လင်းလင်းပြင်ပြလို့တယ်ဆိုတဲ့အကြောင်းလဲကျွန်တော်တို့ဆွေးနွေးပြီးပြောပြပါတယ်ဟုတ်ပြောပြတယ်နောက်အပြင်ကျွန်တော်တို့ဟာတကယ်တော့အဲဒီအဲဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်တဲ့နေရာမှာ အဲကျွန်တော်တို့ကတခြားအနောက်နိုင်ငံတွေတိုင်းတစ်ပါးတွေကိုခေါ်သွင်းလာမယ်ကျွန်တော်တို့တော်နိုင်ရေးမဟုတ်ဘူးဒါအာကျွန်တော်တို့သဘောပေါက်တယ်เนาะကျွန်တော်တို့ဒီတရုတ်နိုင်ငံရဲ့အနည်းအနားမှာအဲ့လိုမျိုးခေါ်သွင်းလာမယ်တော်နိုင်ရေးမဟုတ်ဘူးဆိုတာလေကျွန်တော်တို့သိစေချင်တယ်ကျွန်တော်တို့ဟာအားလုံးနဲ့တဟဇာတာဖြစ်ဖြစ်နေမဲ့တော်လန်ရေးတဟဇာတာဖြစ်ဖြစ်ဖြစ်တဲ့နိုင်ငံတစ်ခုတီဆောက်ဖို့အတွက်ရည်ရွယ်ပြီးသွားနေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီတရုတ်ဒီသူတွေရောနော်တရုတ်ကအာဏာပိုင်တွေရောကိုကျွန်တော်ပြောချင်တယ်ဒီကနေပြီးတော့လည်းပြောပါရယ်နော်ကျွန်တော်တို့တိုင်းရင်းသား အဲဒေါ်လာရေးအင်အားစုခေါင်းဆောင်များနဲ့တွေ့တဲ့အခါလဲကျွန်တော်ပြောပြပါတယ်။အဲကြောင့်ဒါနဲ့ပတ်သက်ပြီးခုနမေးလာတဲ့မေးခွန်းကိုပြောရရင်တော့ကျွန်တော်တို့တို့တွေဘယ်တော့မှအာရောက်ဖြစ်လို့မရတဲ့အိမ်သားနေချင်းဆိုတဲ့တက်ဆန်ရေးနော်ဒီလိုမှာကြောင်းနေမှာဖြက်စီးလိုက်လို့ပျက်စီးသွားလို့မရဘူးဆိုတော့ကျွန်တော်တို့ဒေါ်လာရေးအင်အားစုများအားလုံးနားလေတယ်။ကျွန်တော်တို့တည်ထောင်မဲ့ Federal Democracy နိုင်ငံဟာတရုတ်ရဲ့အကျိုးစီးပွားကိုဖြက်စီးမဲ့ Federal Democracy နိုင်ငံမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ ဒီနေရာမှာထပ်ပြီးအတိပေးသတိပေးကြဟုတ်ကဲ့ဆရာကြီးကျေးဇူးပါခင်ဗျအဲနောက်တချို့တော်လန်ပြည်သူတွေကြားမှာတော့လည်းပေါ့နော်ဒါတရုတ်ဟာမဟာအင်အားကြီးနိုင်ငံဖြစ်တယ်ပေါ့နော်ဒါတရုတ်ရဲ့လွှမ်းမိုးမှုကြောင့်ပေါ့နော်ကျွန်တော်တို့တော်လန်ရေးပေါ်မှာအာဖိအားတက်ရောက်မှုကြီးမားနိုင်တယ်ဆိုပြီးတော့ဒါစိုးရိမ်ပူပန်တာလည်းရှိရပေါ့နော်အဲ့ဒီလိုစိုးရိမ်ပူပန်နေတဲ့တော်လန်ပြည်သူတွေအတွက်ကိုဆရာကြီးနေနဲ့ခင်ဗျာသတင်းစကားပေးချင်တယ်ခင်ဗျာကျွန်တော်တို့ဒီနေ့တော်လန်ရေးမှာပြည်သူတွေရောတော်လန်ရေးအင်အားစုတွေရောတော်လန်ရေးခေါင်းဆောင်တွေရော သိတ်ကိုနော်ဒါနဲ့ပတ်သက်ပြီးလိမ္မာပါဏတ်နော်နားလို့အားလုံးပေါင်းစုံကစဉ်းစားပြီးလောက်ပေါင်းစုံကစဉ်းစားပြီးစီမံခန့်ခွဲဆောင်ရွက်နေတယ်နော်တိုက်ပွဲဝင်နေတယ်တော်လန်ရေးဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတန်တရားမရှိပါဘူးလို့ပြောချက်နော်တန်တရားမရှိပါဘူးဒီနေ့ဒီတော်လန်ရေးထဲမှာဘယ်တော်လန်ရေးအဖွဲ့အစည်းကမှကျွန်တော်တို့ရဲ့တော်လန်ရေးကိုသစ္စာဖောက်ပြီးခုနကပြောတဲ့တိုင်းတစ်ပါးရဲ့နော်ခုနအဲကြီးစိုးချယ်လှယ်မှု ခံယူပြီးတော့တစ္ဆာဖောက်သွားမယ်ဖွဲ့စည်းအဖွဲ့မှမရှိဘူးလို့ကျွန်တော်တော့ယုံပါတယ်လို့နော်တယောက်မှမရှိဘူးပြည်သူကလည်းတစ္ဆာဖောက်မှာမဟုတ်ဘူးနော်တဦးချင်းတယောက်ချင်းတစ်ဖွဲ့ချင်းကလည်းတစ္ဆာဖောက်မှာမဟုတ်ဘူးနော်အားလုံးဟာယုံကြည်ချက်ခံယူချက်နော်ဒါမျိုးခုနကလိုတော်လှန်ရေးအတွက်အလောက်အားအင်အားစုစည်းမှုတွေနဲ့အခုလိုမျိုးအနိုင်ငံတကာနဲ့ပတ်သက်တဲ့အဲကိစ္စတွေကိုနော်ရေးခင်းနေ ကောင်းမွန်စွာအကျော်လွှားသွားနိုင်လိမ့်မယ်။နော်တရုတ်နဲ့ပတ်သက်တဲ့ဆက်ဆံရေးကိုလည်းကောင်းမွန်စွာကင်တွယ်ဖြည့်ရှင်းသွားနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဆရာကြီးနောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ပြည်သူမပြည်သူဘရိုကန်ကနေတဆင့်ပေါ့နော်ပြည်သူတွေကိုပေးချင်တဲ့သတင်းစကားဆိုရင်ဘာများဖြစ်မလဲခင်ဗျ။အဲဒီအရင်ကနေမတူပေါ့နော်ပြည်တွင်းကိုရောက်လာတဲ့အခါကျတော့ကျွန်တော်ပြည်သူတွေနဲ့တွေ့ရတော့အဲပြည်သူတွေရဲ့လက်ရှိမြေပြင်အခြေအနေတွေကိုတွေ့ရတဲ့အခါကျတော့လည်းပို့ပြီးတော့နားလည်ရတယ်သိရှိရတယ်ပို့ပြီးခံစားရတယ်ပေါ့နော်ကျွန်တော်ခံစားမိပါတယ်။နောက်တစ်ခုကတော့ အဲကျွန်တော်ဟိုတွေ့တဲ့အခါမှာသူတို့တွေအားရဝမ်းသာဖြစ်ကြတယ်ပေါ့နော်တချို့ဆိုရင်အဲပြောမလဲပြီးတော့လက်တကင်းနဲ့နှုတ်ဆက်ကြတချို့ဆိုမျက်ရည်ကျကြပေါ့လေဆိုတော့အဲ့လို emotional ခံစားချက်တွေကိုတွေ့ရအဲ့ဒါတွေဟာကျွန်တော်တို့အဲ တော်လန်ကြီးအောင်မြင်စေမဲ့တွန်အားတွေအားတွေဖြစ်စေတယ်လို့အဲကျွန်တော်မြင်တယ်အဲကျွန်တော်ကိုယ်တိုင်အတွက်လည်းပဲဆက်ပြီးတော့ဒီတော်လန်ကြီးမှာအဆုံးထိပါဝင်ဖို့အတွက်ကြိုက်ပွဲဝင်ဖို့အတွက်အင်အားတွေဖြစ်စေတယ်လို့ယုံကြည်ပါတယ်လို့ပဲပြောချင်ပါတယ်အဲ့လောက်ပဲเนาะပြည်သူလူထုလည်းအားရှိတယ်ကျွန်တော်လည်းအားရှိတယ်ကျွန်တော်ထင်တယ်အဲကျွန်တော်တို့ရဲ့ဒီမြေပြင်မှာတွေ့နေရတဲ့အဲခုနကခေါင်းဆောင်တွေတိုက်ရင်တပ်ဖွဲ့တမှုတွေเนาะရဲဘော်တွေ CDN တွေအားလုံးကလည်း ဝမ်ပန်းတသာကြိုဆိုကြရတယ်ဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ရဲ့ဒေါ်လာရေးအောင်မြင်မှုအတွက်ကျွန်တော်တို့မြေပြင်မှာဆင်းပြီးတော့အခုလိုမျိုးမြေပြင်ကအခြေအနေတွေကိုတုံ့တက်နိုင်တယ်မြေပြင်ကအခြေအနေတွေကိုပေါင်းစည်းနိုင်တယ်မြေပြင်ကအခြေအနေတွေကိုဖြည့်ရှင်းနိုင်တယ်ကျော်လွှားနိုင်တယ်ဆိုတာဟာဒေါ်လာရေးအောင်မြင်မှုအတွက်ဒါခြိမ်းခေါင်းနေဖြစ်တယ်လို့ကျွန်တော်ပြည်သူတွေကိုအသိပေးချင်ပါတယ်အားလုံးအကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအခုလိုမအားလက်တဲ့နိုင်ငံတော်ဝင်ဒေါ်လန်တော်ဝင်တွေကြားနေကျွန်တော်တို့